သူကတော့ general ပြောတာ general လုတ်တဲ့အကြောင်းကိုအာပြောတာပေါ့နော်။ဘာလုတ်တယ်ညာလုတ်တယ်တိတိကျကျမဟုတ်ဘူး။ငါမင်းကလုတ်တယ်အများကြီးလုတ်လိုက်တယ်။အဲလိုမျိုးကျွန်တော်ရေပြာပြောလိုက်တဲ့အခါမျိုးတုံတာပေါ့နော်။မိကကြတော့လည်းမဟုတ်ဘူး။ကျွန်တော် create the ball produce the ball ပါတယ်။အလုံးပဲမိလာပါ။အခုဒီသင်ခန်းစာမှာတော့ကျွန်တော် sanskrit grammar ရဲ့ use ရဲ့ unit 59 do နဲ့ make နဲ့အသုံးလေးကိုပြောပြပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့က but to do, do do dash did ပေါ့နော်ဒါတွေကိုမမသုံးလဲဆိုတော့ရေဘူးရလွတ်ဆောင်မှုတွေမှာကျွန်တော်တို့ရေဘူးရလွတ်ဆောင်မှုတွေကိုပြောတဲ့အခါမှာသုံးတယ်ပေါ့နော်ဥပမာအင်စာလုတ်တယ်အိမ်မှုကိစ္စတွေလုတ်တယ်နော်စသဖြင့်ပေါ့ဒါမျိုးလေးတွေပြောတယ်အဲ့ဒီအခါမှာသုံးတယ်အဲပြီးတော့ရှင်အဲ့ဒီ do ကိုပဲကျွန်တော်တို့တွဲသုံးလေးရှိတဲ့လုပ်ငန်းဆောင်တာလေးတွေပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်ပြီးရင်ဆက်ပြီးတော့ပြပြပေးသွားမှာပေါ့နော် ဒါမဲ့ခုကျွန်တော်ဆက်ပြောမှာက make make ကကြတော့သူ့ရဲ့ make ရဲ့သဘောမှာကျွန်တော်တို့မြန်မာမှာဒူလဲပြလို့ဒီ make လဲပြလို့ဒီဆိုပေမဲ့ကျွန်တော်တို့ make ကကြတော့ဘာပါလဲဆိုတော့သူက create သဘောမျိုးဖန်တီးသည်ဆိုတဲ့သဘောမျိုးပြီးရင် produce ထုတ်လုပ်သည်ဆိုတဲ့သဘောမျိုးပါတယ်အဲ့တော့ဒူးနဲ့ဘာမှမဆိုင်ဒူးကကြတော့ရေပွဲအပြင်လှုပ်တယ်တစ်ခုခုကိုပြုတ်လှုပ်တယ်အဲ့ဒါကိုရေပွဲပြောတာ make ကကြတော့မတူဘူးဖန်တီးတယ်ဆိုတဲ့အဓိပ္ပာယ်ထုတ်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါတယ်နော် တော့ကျွန်တော်တို့လေ့လာကြည့်အောင် she is making coffee ဟော coffee တခွက်ဖြောနေတာ coffee ဖြောနေတာ coffee လုပ်နေတာပေါ့နော် he has made a cake ကဲပါလေသူကိတ်မုတ်လုပ်ထားတယ်ကိတ်မုတ်ဖန်တီးထားတယ် they make umbrellas ဒါထီးရထုတ်တဲ့စိတ် it was made in china or made in china ပြောရတာ made ဆိုတဲ့ဘောမျိုးဒါကိုပမာထုတ်လုပ်ထားတာလေတိရောမှာထုတ်လုပ်ထားတာဒါမျိုးပေါ့နော် ဲ့တော့ do ရဲ့ example လေးတွေကျွန်တော်ကြည့်အောင် what are you doing this evening နံပါတ် a မှာ what are you making တော့ mean နော်မင်းဘာလို့ဒီညနေမင်းဘာလို့မှာတော့ဘာလို့ဖို့အစီအစဉ်ရှိတော့ shall i open the window နော်ငါပြင်ပောက်ကိုဖွင့်လိုက်ရမလား no it's okay i will do it ငါမှဖွင့်လိုက်အဲ့တော့ open ကိုပြန်ပြောတော့ဗနဲ့ထပ်မပြောတော့ဗနဲ့သူ do ဆိုပြီးတော့ရေပြရသုံးလိုက်တာเนาะ Rachel's job is very boring. She does the same thing every day. Richie ရဲ့အလုပ်ကပြင်းစရာကြီးနေတိုင်းနေတိုင်းတမျိုးတည်းပဲလုပ်နေရတာเนาะဒါကြီးပဲထထလေးလုပ်နေရတာပေါ့เนาะ I did a lot of things yesterday မနေ့တော့ငါငါတော်တော်များများလုပ်လိုက်တယ်ဟုတ်လားအခုကြည့်ရလို့ရှင်အကုန်လုံးကရေခွေးကပြောတာနေပြီเนาะနောက်တစ်ခုကကျတော့ကျွန်တော်တို့အတုံးများတဲ့အတုံးများတဲ့ဒူးနဲ့ပတ်သက်တဲ့မိကုံးလေးပေါ့ What do you do what do you do ဆိုတာပါလေ what is your job မင်းဘာလုပ်တာလဲမင်းဘာလုပ်လို့လဲလို့မေးချင်တာနော်ဒါလေးကတော့ဒါကြုံကြိုက်လို့ထည့်ပြထားတာပေါ့နော် what do you do i work in a bank အဲ့ဒါမှလုပ်လုပ်တယ်အဲ့တော့ကျွန်တော်တို့ဒူးနဲ့ make လေးကိုကျွန်တော်တို့ရှင်းပြတော့ကြည့်အောင် i did a lot yesterday မနေ့ကငါတော်တော်လုပ်လိုက်တယ်အလုပ်တွေတော်တော်လုပ်လိုက်တယ်ဘာလုပ်တာလဲ i cleaned my room ငါအခန်းကိုငါရှင်းတယ်တန်ရှင်းလုပ်တယ် i wrote some letters ပေးစာတချို့ရေးတယ် and i made a cake ကိမုတ်လုံးကဟုတ်တယ်ကိမုတ်တခုလုပ်တယ်ပေါ့နော်ဒါမျိုးတွေအဲ့တော့ဒါကကျတော့သူကအသေးစိတ်လုပ်တဲ့အကြောင်းပြောတာနော်အဲ့ဒါတွေကိုရေဝေယပြောရင်သူပါလေသူဘတ်တူဒူးတာပေါ့နော် do does did တာပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုကြည့်ရအောင် what do you do in your free time sport reading hobbies မင်းအားလုံးချိန်မှာမလုပ်လေတဲ့အားကစားလားစာဖတ်တာလား ဘဝနာပါလေနေတာ I make clothes နော်ဝိဒိပန်ဒီရဲ့ဝိဒိချုပ်တယ် I make dresses and jackets အဲ့တော့ dresses dress တွေနဲ့ jacket တွေ jacket တွေမချုပ်တယ် I also make toys for my children ကလေးတွေအတွက်လည်းငါအယူလေးတွေလုပ်တယ်နော်လုပ်တယ်ဆိုရင်အတူတူ make ရဲ့သဘောကိုကျွန်တော်တို့တဖြည်းဖြည်းလေးနားလည်အောင်စဉ်းစားကြည့်ပါနော် produce the ball create the ball နော် ကဲစီနဲ့ဒီမှာကြည့်အောင်ဒါကဒူးနဲ့တွဲပြီးတော့သုံးလေသုံးထားရှိရဲ့သဘောတရားလေးပေါ့ do an exam do a test do a course do homework do housework do somebody a favor do me a favor ကြောင်းပဲနော် do an exercise ဒါမျိုးလေးဒါကတော့မှန်မှန်ရပြီပေါ့နော်နမူနာစာကြောင်းလေးကြီးမယ်ဆိုရင် I am doing my driver driving test next week. Not bad. Nah, you want license Pima? You want Pima? Okay, you want some Pima? John has just done a training course. Training the training course go, John. A good level Our children have, have to do a lot of homework. ငါရဲ့ကလေးတွေအင်ဂျာတွေအများကြီးလုပ်ရမယ် I hate doing housework especially cleaning ငါအဲ့လိုတွေလုပ်ရတာမုန်းနေမကြိုက်ဘူးအထူးသဖြင့်တန်ရှင်းရင်းလုပ်ရတာ So could you do me a favor ဆူရီငါ့ကိုကူညီလို့ရမလားငါ့ကိုတခုလောက်ကူညီလို့ရမလားနော် I go for a run တော့ go for ဘုမပါလာပြီနော် go for a run ငါပြေးတယ်နော်ထပြေးတယ် and do exercises every morning မနက်စောစောထပ်ပြေးတယ် exercise တွေလုပ်တယ်ဒါပြောနော်နောက်တစ်ခုထပ်မှန်မှာကကျွန်တော်တို့ do နဲ့ပတ်သက်လို့တွေ့ထုံတာ do the shopping ဒေပါရတိကနော် do the washing shopping ထွက်တယ်ပကန်းဆေးတယ် sorry washing ဆိုအဝတ်လျှော်တယ် do the washing က washing up ကကျတော့ကျွန်တော်တို့ပကန်းဆေးတာကိုပြောတာနော် do the washing က do the ironing ironing ဆိုတာမြေပူတိုက်တာ do the cooking ဆိုတော့ချက်ပြုတ်တာပေါ့နော် I did the washing but I didn't do the shopping ဝတ်တော်ရှော်ရဲ shopping တော့မထွက်ဘူးနော်ဒါမျိုးလေးနမစီဒါတော့မှတ်မှာပေါ့နော်ဒါကျောင်းသားကိုယ်တိုင်မှတ်မယ်အဲ့တော့ကျွန်တော်တို့မမေ့ကျင်ပါလို့မဆိုထက်တလေးလေးအဲကျွန်တော်တို့စကားပြောတဲ့ခါမှာထည့်သုံးရမယ်ခါအားလို့ထည့်သုံးမှာပေါ့နော်ပြီးရင်ကျွန်တော်တို့စာရီရေးတဲ့ခါမှာဒါတွေကိုထည့်ထည့်ပြီးတော့သုံးရမယ်ဒါမှမမေ့ပါနော်အဲ့တော့နံပါတ်2မိနဲ့တွဲပြီးတော့သုံးတတ်တာ make a mistake, make an appointment, make a phone call, make a list, make a noise, make a bet. အဲ့တော့ mistake ကအမှားလုပ်တာ appointment ဆိုတော့ချင်းတာချင်းဆိုတာပေါ့နော် phone call phone call တာ make a list ဆိုတော့စာရင်းလုပ်တာစာရင်းပြည့်စုံတာ make a noise ဆိုတော့အတန်ထွက်တာအတန်ညီတာအတန်ထွက်အောင်လုပ်တာပေါ့နော် make a bet make a bet ကကြတော့ကျွန်တော်တို့အိပ်ရခင်းတယ်ဒါမှမဟုတ်အိပ်ရသိမ်းတယ်ဒါတုံးလို့ရတယ်ပေါ့နော် အဲ့တော့နမူနာစကြောင်းလေးတွေဖတ်ကြည့်အောင် I'm sorry I made a mistake sorry ပါမလုပ်မိခဲ့ I need to make an appointment to see the doctor ဆရာဝန်နဲ့တွေ့ဖို့အတွက် appointment လုပ်ချင်ပါတယ်လုပ်ဖို့လိုတယ် excuse me I have to make a phone call အဲဒီလောက်ပေါ့နော်ကျွန်တော်ဖုန်းခေါ်ခြင်းလို့ပါ have you made a shopping list shopping list လုပ်ပြီးသွားပြီလားဈေးဝယ်ဖို့စာရင်းလုပ်ပြီးပြီလား is late don't make a noise No. အတန်မထွက်နဲ့အတန်သိပ်မဆူနဲ့အဲ့လိုပြောချင်တယ် sometimes i forget to make my bed in the morning ကတ်လေမနက်ခင်းမှာကျွန်တော်အိယာသိမ့်ဖို့မင်းမိသွားတယ်အဲ့တော့ကျွန်တော်တို့ရုပ်ရှင်ဖန်တီးတယ်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုဖန်တီးတယ်ဆိုရင် make a film ကျွန်တော်လည်းပြောလို့ရတယ်ဒါပေမဲ့တပုံရတာဆိုရင်တော့ take a photo take a picture ကျွန်တော်တို့တော့ရတယ်နော်အဲ့တော့ example လေးကတော့အဲ့ဒါပါပဲ on was this film made ဒီရုပ်ရှင်ကိုဘယ်တော့ကရိုက်ထားတာလဲရိုက်ကူးထားတာလဲဖန်တီးထားတာလဲပေါ့နော် what was this photo taken ဒီတပ်ပုံကိုဘယ်တော့ကရိုက်ထားတာလဲအဲ့တော့ဒီနေ့ရဲ့ဒီသင်ခန်းစာရဲ့ do နဲ့ make အသုံးကိုရပ်မယ်ထင်ပါတယ်เนาะ do ကတော့ general ပြောတာ general လုပ်တဲ့အကြောင်းကိုအာပြောတာပေါ့เนาะဘာလုပ်တယ်ညာလုပ်တယ်တိတိကျကျမဟုတ်ဘူးငါမနေ့ကလုပ်တယ်အများကြီးလုပ်လိုက်တယ်အဲ့လိုမျိုးကျွန်တော်ရေးပြီးပြောလိုက်တဲ့အခါမျိုး တုံးတာပေါ့နော် make ကကြတော့လို့မဟုတ်ဘူးကျွန်တော်တို့ create the ball produce the ball ပါတယ်အဲ့တော့ do နဲ့ make ကိုတွဲပြီးတော့အသုံးနဲ့သုံးထပ်ရှိတဲ့အအသုံးလေးတွေရှိတယ်ခဏလေးလေအခု scene နဲ့ဒီမှာထေချာပြန်ပြီးတော့မှတ်တယ်အဲ့တော့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးလည်းအဆင်ပြေကြမယ်လို့ထင်ပါတယ်ဆုံးဖြတ်ကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်